ဒါတော့ကျွန်တော်ထင်တယ်အဓိကသက်ဆိုင်တယ်လို့ထင်တယ်ပေါ့နော်ဘာသာရေးမှာခုနကအဓိကကြတဲ့တရားဟောဆရာတွေဘာသာရေးဥဆောင်တဲ့အသေးသူတို့ကဘာပြောလဲဆိုတာကိုတို့ရအလိုက်ကြည့်နေပါဘောသူတို့ကတစ်ဖက်ကိုအာမကောင်းပြောရဒီဘာသာဘလို့ဖြစ်တယ်လို့ပြောအဲ့လူကြီးရဲ့ခေါင်းထဲမှာလဲဒါဘာသာရေးဆရာတော်ပဲငါတို့လက်ခံတဲ့သူပြောရပဲဆိုတော့အဲ့ဒီစကားကိုတလုံးဆွဲသွားတဲ့အလေးထားရှိရပေါ့ဆိုတော့အဲ့ဒီစကားကိုဆွဲနေရင်တစ်ဖက်ကတခြားဘာသာကိုမြင်တဲ့အမြင်အစားပြောင်းသွားတယ်ရှင်းမှာတရကကြီးလည်းအများကြီးရှိတယ်ပေါ့နော်ခုနက အမေ့စီလာဒေစာရေးမှာပြီးအဲ့နောက်ပိုင်းဒေစာရေးမှာဆိုရင်အဖက်ကိုတစ်ဖက်အဲဘက်ကလည်းဖြစ်ဖြစ်ပေါ့လေအဖက်ကိုချုံနှိမ်ပြီးတော့ပြောတာအဲအဲ့လိုမျိုးအများကြီးကြုံနေရတော့အဲ့အရာတွေကပိပခါရောပို့ဆိုးစေပေါ့ဟုတ်ဟုတ်ကဲ့အဲကျွန်တော်ဒါကတော့ခွဲပြီးပြောရမှာပေါ့ခွဲပြီးပြောရမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့အဲနိုင်ငံရေးရေချိန်မြင့်တဲ့ educated လူငယ်တွေများတဲ့မြို့တွေမရန်ကုန်တွေမန္တလေးမှာဆိုလို့ရှိရင်တော့ဒီ conflict ကအဖြစ်ဖို့ကတော်တော်ရာခိုင်နှုန်းနဲ့တယ်တော်တော်ခက်ခဲတာပေါ့လေ အဲအများစုကလည်းဒီ conflict ဖြစ်တာနဲ့အချင်းချင်းပြန်ထိမ်းပြီးတဲ့အခါကျတော့ညှိယူကြတာပေါ့ဒါဗုဒ္ဓဘာသာတွေဒါအကောင်းတဲ့မျိုးတွေမှာဆိုလို့ရှိရင်တော့ဒီ conflict တွေကဖြစ်တာလေးတွေကတော့နည်းနည်းပုံများတာပေါ့လေအဲ့အတွက်ဒီ impact ကကျတော့ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့အငွေပေါင်းကြည့်ဖို့ဗုဒ္ဓဘာသာနဲ့ Islam တွေကအရင်လိုမျိုးမိတုကော်ပြောမလုပ်နိုင်မဲနဲ့အာပို့အဲ့လိုမျိုးစီးပွားရေးလည်းအတူတူမလုပ်နိုင်မဲနဲ့နှစ်ပတ်လုံးထိခိုက်တာပေါ့ ဲ့ဒါပို့ထိကြိုက်မယ်ဆိုလို့ရှိရင်တော့ဒီတခြားမျိုးတခြားနိုင်ငံတွေအစဒါပြီး competitive တွေများတဲ့ခါကျတော့ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဘဲနဲ့အဲတိုင်းပြည်ဆုပ်ယုပ်တာပေါ့လေအတိုင်းပြည်ရောအဲ့ဒီမျိုးရောအဲ့ဒီမျိုးကတော့ပို့ပြီးဆုပ်ယုပ်တာပေါ့လေဟုတ်အဲ့ဒါတော့ impact ပါပဲဟုတ်အဲ့ဒီပြည်ပခါတွေပို့ဆိုးတာအနေနဲ့မြောက်ကနာက dependent dependent တက်ရတယ်ထင်လာရဲ့အာဆိုတော့တစ်ဖက်လူနည်းစုဘာသာဝင်ကြတော့ပို့ပြီးတော့ခံရအဲ့ဒီတန်အာတစ်ဖက်လူမျိုးစုတွေကဘီလိုမကြိုက်တဲ့အမြင်တွေဘီလို မကြိုက်ဘူးသူတို့ချိုးနိုင်တယ်သူတို့ဖိနိုင်တယ်ဆိုရင်လောလောလတ်သူတို့ကိုယ်ကိုယ်ခွင့်မရဘူးလောလောလတ်သွားလာခင်မရဘူးအဲ့လိုဟာတွေကိုအဓိကကြုံလာတယ်။အုပ်စုခွဲခြင်းအားဖြင့်လည်းဖြစ်လာတဲ့အရာတွေရှိပေါ့နော်။အဲ့ဒီကြားထဲမှာကကျွန်တော်နှိမ့်ချဆက်ဆံနေလို့ပြောတဲ့အချိန်မှာကျွန်တော်ကနှိမ့်ချဆက်ဆံနေရင်အာကျွန်တော်အမှုအရာဆိုတာတက်ကျွန်တော်ကစကားတွေပေါ့နော်။အဲ့ဒီစကားတွေကကြတော့လူတွေပေါ်မှာပို့ပြီးတော့တက်ရောက်မှုရှိပါတယ်။ အဲ့ဒီအနေနဲ့တဆင်စကားတွေကနေတဆင်ကျွန်တော်တို့ရဲ့အာဒီအတွေးတွေပေါ့နော် mindset တွေပြောင်းသွားတယ်အဲ့ဒီအနေနဲ့တဆင်ကကျွန်တော်တို့ရဲ့ဒီ society တခုပေါ့နော်ဒီ community ဆိုလဲကျွန်တော်တို့ဒီလူအတိုင်းဝိုင်းပေါ့အိုင်ဝိုင်းတခုချင်းစီကနေပြီးတော့အာဘာတို့ကဘလို့ဆိုတဲ့အရာပေါ်မှာနောက်အမုန်းစကားတွေကနေပြီးတော့ပြန်ပြီးတော့အာတတ်မှတ်လိုက်တယ်လို့ဖြစ်သွားတယ်ပေါ့နော်ဆိုအဲ့ဒီကနေတဆင်ခုနောက်ကလိုမျိုးဘာသာရေးမှာကအာလူမဲစုနဲ့လူများစုကြားထဲမှာကပြိပခါတွေပို့ပြီးတော့ဆိုးသွားစေရပေါ့နော်ဒါအဓိကခုနကပြန်ခြုံပြီးတော့ပြောရင်အဓိကပြဿနာတော့ အမုံစကားပဲပေါ့အမုံစကားကိုပြောရတဲ့ဒီနဲ့ပိုဆိုင်မယ်စင်တော့ဘာသာဝင်တယောက်ချင်းစီပြောနေရင်တော့ဒါအဲအကျိုးသက်ရောက်မှုကလည်းနေများရှိတယ်တော့တရားဟောဆရာတွေခုနဘုံတော်ကြီးတွေပါမယ်အဲဘယ်ဘာသာပဲဖြစ်ဖြစ်ဒီလိုဒီလိုဘာသာမှာလမ်းပြနေတဲ့သူတွေဘာသာရေးနည်းလမ်းကိုချမှတ်ပေးနေတဲ့သူတွေသူတို့ကပြောရဆိုတော့အရန်ကြီးမာတိတဲ့တယောက်မှုရှိမကောင်းတဲ့တယောက်မှုရှိ speed matter ရဲ့ပြည့်သက်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ